ယူညက်ပောင်မုတ်၃မျိုးမင်းသားအခုမှလာတာမျိုးနံပါတ်၃ကာယပောင်မုတ်ကာယယူကြုံမှာဖြစ်ပါတယ်ကာယကြုံမှုအတွက်ကျုပ်နိကဆယ်လုံးတခြား150စာ3ဂရမ်နဲ့ကျွန်တော်တို့အုံနှုတ်400မီလီလိုအပ်ပါတယ်မီလီနဲ့ပဲကျွန်တော်တို့ပြည့်ပြည့်လေးဖြစ်လာရင်ဒီဒေဝဘောမှာဆစ်ရှိလက်ရှိကျွန်တော်တို့ကြုံပြရမှာဖြစ်ပါတယ်ကြုံပြီးတော့အလုံးဝအေးအောင်အေးခံထားမှာဖြစ်ပါတယ်ကဲရိုးလေးအေးပြီဆိုရင်ပေါင်မုတ်အတွက်ပြင်ပါမယ်ပေါင်မုတ်ကိုဂီထုံးမဲ့ပပလေးတုံးမယ် အပူပေးထားတဲ့ non stick pan ပေါ်မှာရွှေအူရောင်လေးတန်းနေထိကျွန်တော်တို့ကင်ပေးရမှာဖြစ်ပါတယ်။ကဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ကာယယိုလေးကိုမထူမပန်းလေးတုပ်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ငငယ်တုန်းကမတရားလေးတွေရှိခဲ့မှုတဲ့ကာယပုံမှုန်လေးရရှိပြီပဲဖြစ်ပါတယ်ခင်ဗျာ ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးဝဲတင်ရှိပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ ျွန်တော်ရဲ့ဗီဒီယိုလေးဟာမိတ်ဆွေတို့အကျိုးရှိခဲ့တယ်ဆိုရင်အပေါင်းလေးနှိပ်ပြီးတော့အတဲလေးပေးခဲ့ပါအောင်ခင်ဗျာစိတ်ကြိုက်ရှယ်သွားလို့လည်းရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ